တောင်မျိုးသားလူမျိုးရေးတက်မတော် TNL ကမိုးကုံနဲ့မိုးမိန်မျိုးတို့ကိုစစ်တပ်ကိုပြန်ပေးဖို့သဘောတူညီခဲ့တဲ့နောက်မှာတော့ထိန်းချုပ်ထားနိုင်တဲ့နေမြေတွေကိုဆက်လက်ကာကွယ်ဖို့အာဏာရှင်ကိုအမြင့်ပြတ်ချေမှုန်းဖို့နဲ့ Federal Democracy စနစ်စီကိုဆက်လက်ခြေတက်ဖို့အစအရာတွေကို NUG ကာကွယ်ရေးအောက်ကပြည်သူ့ကာကွယ်ရေးတပ်တွေဖြစ်တဲ့ Mandalay PDF, Mogo Pyuha PDF နဲ့ Tri Pyuha PDF တွေကအသီးသီးစာတွေထုတ်ပြန်ခဲ့ကြပါဗျာ။ မန္တလေး PDF ရထုတ်ပြန်ချက်မှာတော့ရရှိထားတဲ့ထင်းချုံနေမယ်တွေကိုဆက်လက်ကာကွယ်သွားဖို့မိဖက်တော်လိုင်းအင်အားစုတွေနဲ့လက်တွဲကအာသွန်ခွန်ဆိုင်ကျူးပန်းသွားမယ်လို့ဖော်ပြထားပါတယ် ပြည်သူ့ကော်မတီတမတော်မိုးကုတ်ပြူဟာအဖွဲ့ကလည်းမိုးကုတ်ပြူဟာနဲ့အတူမိုးကုတ်အခြေပြုတော်လိုင်းအဖွဲ့တွေကတော်လိုင်းအောင်မြင်တဲ့အထိဆက်လက်ချစ်တက်တိုက်ပွဲဝင်သွားပါမယ်လို့ထုတ်ပြန်ပါတယ်။ဒါ့အပြင်အန်ယူဂျီမန်လေးတိုင်းစစ်ဌာနလောက်က Tribe ပြူဟာပြည်သူ့ကော်မတီတမတော်ကလည်းအန်ယူဂျီအစိုးရတိုင်းစစ်ဌာနရဲ့ကုတ်ကဲမှုနဲ့မန္တလေးတိုင်းအတွင်းကနေမြေတွေမှာတော်လိုင်းဆိုင်ရာအလုပ်တွေကိုအင်အားအပြည့်နဲ့ဆောင်ရွက်နေပြီးမိဖက်တော်လိုင်းအင်အားစုတွေနဲ့တွဲဖက်ပြီးအဖွဲ့အခြေတီးရာဒေသတွေကိုကာကွယ်က Federal Democracy စနစ် ်ကိုအခက်ခဲတွေကြားကနေဆက်လက်ခြိတက်တိုက်ပွဲဝင်သွားမှာဖြစ်ကြောင်းကိုဂရိသစာပြုတယ်လို့ပြောဆိုထားပါတယ်ရှင်။